ေ့ဟာမြတ်ဗုဒ္ဓရဲ့အရေးအာဝါဒအောက်မှာတည်ရှိတာဖြစ်ပါသောကြောင့်ရောက်ရှိလာသူအလုံးကိုယ်စိတ်နှလုံးအေးချမ်းသာရကြပါမယ်ခင်ဗျာ။အေးဘက်ကမိဘမြတ်ပါအခုအပွားပေါ့ ဘိဘကမိဘနှစ်ပါအဖို့အဘွားအဲ့ဒီတော့အဖဘဲဆိုင်ရာအမိဘဲဆိုင်ရာဆိုတဲ့ကျေးဇူးကျင်အဖို့အဘွားကတော့နှစ်ဖက်အင်းတည်မကြည့်ဘူးလားနောက်တကဘိဘကဘိရဲ့ညီအူမောင်နှမတွေတချို့ငါတူနေငါတူမာလေးဆိုတာကိုယ့်အပေါ်မှာကောင်းတာမရှိနိုင်ဘူးလား ရောကြာမိဘက်ကလည်းငါသူလေးတူမာလေးတူပြီးမအိနဲ့ညီကိုမောင်နှမတွေဥပ္ပောကောင်းတာတွေမကြည့်နိုင်ဘူးလားအဲ့ဒီတော့အဖဘဲဆိုင်ရာကျေးဇူးကျင်ထဲမှာဖေရဲ့နောက်ဥပိပရဲ့ညီကိုမောင်နှမတွေမရှိနိုင်ဘူးလားဒါကြောင့်အဖဆိုင်ရာအမိဘဲဆိုင်ရာတူပြီးတော့ နာမည်ကိုသိရနေရလိုက်တာတကယ်တော့ကျေးဇူးကြီးမားတဲ့ကိုအပေါ်ပေါင်းတဲ့လူတွေဟာဖွယ်လွန်သွားပြီးတဲ့အခါမှာအကယ်၍မြတ်သူပေါင်းလောကမှာကာယကံကြံကြံဝစီကံကြံကြံမနောကံကြံကြံတွေနဲ့ဆိုရင်ကျွတ်နိုင်ပါမလားနောက်တကအသွဲအလန်းကြီးကြမယ်အသွဲသမီးသွဲပြီးသွဲမိသွဲ တော့ပစ္စည်းတွေအိမ်တွေခံတွေနဲ့ဆွဲလေဆွဲဖို့တည်တဲ့အခါဘယ်ရောက်သွားမလဲအဲတွဲတဲ့နေရာပြီးကတ်သွားတာသဘောပေါက်လားဟုတ်ပါဘူးခင်ဗျတို့လင်မယားတွေတည်တာတော့မှမရတွဲတော့တည်ပြီးတော့မရနောက်ကပောက်ပောက်ကြောက်လိုက်ဟောတဲ့တို့မိန်းမတွေတည်ပြီးတော့နေနောက်ကပောက်ပောက်ကြောက်လိုက်သိမကြလို့သူပြီးတော့အဲ့ဒီလိုမကြွတာတွေရောမကြည့်ဘူးလားဟုတ်ပါဘူးခင်ဗျ ဒါကြောင့်အဖဘက်တန်ရာကျေးဇူးခြင်းအပိဘက်တန်ရာကျေးဇူးခြင်းတွေဆိုရင်ကိုယ့်အပေါ်ကောင်းခဲ့တဲ့အတွေ့နော်ကျလုံစားဘူးကျေးဇူးတရားတွေမှာပေးကမ်းကြည့်ခြင်းသူတို့မပါဘူးလားပါပါဘုရားဒါကြောင့်မလို့မြတ်စွာဘုရားကအဖဘက်တန်ရာကျေးဇူးခြင်းများအပိဘက်တန်ရာကျေးဇူးခြင်းများသူဒီကျေးဇူးဆိုင်ရမယ်လို့မဟောခဲ့ဘူးလားပါပါဘုရားအဲ့တော့ အခုခေတ်ကြတော့ဘုရားဘာသာထဲမှာမဟာယနာဆိုတဲ့နော်ဘုရုံကဒိဋ္ဌိတွေကအယောင်ဆောင်ပြီးဝင်ပြီးတော့ဘုန်းကြီးဝဲ့ပြီးတော့ခြေလေလိုက်တာဘလောက်အတိတောင်ခြေလေလဲသူရင်ဖယားမှာကမြတ်စွာဘုရားရဲ့ဓာတ်တော်မူတော်သံတော်အန်တော်ပရိဘောဂတော်တွေကိုပူတော်တဲ့အထဲမှာတော့သူတို့ကဂျိုးတိုင်းကြီးကြောက် ထဲ့တော့တာဘုရားကဘေးရေရတရားတင်တိုက်ရိုက်လုံတာကြိုက်ကြလားဩသူတို့ကဘေးရေရတရားတင်တိုက်ရိုက်နေပဲဩကြီးပွားချမ်းသာမယ်ဆိုပြီးတော့သူတို့ဘုံကြီးဝတ်တဲ့အခါမှာတော့လူတွေကိုကဲတင်နေသူပြီးဘေးရေရတရားတင်တိုက်ရိုက်နေတယ်ကဲတင်ဖို့သူပြီးဘုရားလည်းတယ်ဩသူတို့လည်းဘုံကြီးသူပြီးတော့ ဝင်ပြီးတော့လူတိုင်းနေတိုက်တဲ့အလိယထာကြီးလှုပ်လိုက်တာသဘောပေါက်လားမှန်ပါဗျာဂျူတိုင်းဂျူတာဟာဝိရိယရိယာအတွက်ပဲအသုံးဝင်တာတော့ဖျားကျင်အတွက်အသုံးဝင်ပါမလားမှန်ပါဗျာဥပမာပြောရင်ဖျားကျင်ကြီးကိုဘယ်ရက်ကချက်ဖို့ချက်ဖို့အကျိုးမရဘူးလားမှန်ပါဗျာ ဒါပေမဲ့မဟာယနာကဘေအယကတပူရင်ကြီးကြိုက်တယ်ဘေအယကခုမွေးနံမွေးတူတူပြီးရောက်တော့တာအဲ့တော့တိတိကြကြကြည့်မယ်ဆိုရင်ဘုရားရှင်ကြီးလက်ထက်မှာတော့နော်ကာရိပုတ္တရာတဲ့နာမည်ကိုတာရိပုတ္တရာလို့မဲ့တာအဲ့တော့တာရိဆိုတာဟာတာရိပုံနေမှကြီး ပုတ်ကြတာဆိုတာတားရောက်ပြားလီတဲ့။နော်တားဒီဆိုတဲ့ပုံနှမ်းမကြီးရဲ့တားရောက်ပြားလီသူပြီးအမိရတာ။နော်။ဘာနိပါဏန္တာဆိုတာရှိလား။ရှိပါဘူး။ဒုဝတာအခုရှင်ဥပကုန်ကြဆိုတော့ဥပါလို့တင်းငွေသာသူကြောက်တော့တယ်။ရှင်တိဝလိတို့တောက်ကြတာသူပြီးတော့ကြောက်ခဲ့တာ။ ။နော်ဒီဝလိဆိုပေမဲ့တောက်ကြတာတစ်အမှန်ဖြစ်နိုင်ပါမလား။ဖြစ်နိုင်ပါဘူး။ကိုတော့ကဘယ်ရဟန္တာကဘာနိသာဆိုတာမျိုးပတ္တန်နဲ့မရှိလို့လား။မရှိပါဘူး။အဲ့တော့ဒီသာအရေးကြီးတာလားနာမည်ကူပဲပြီးတာလား။မရှိပါဘူး။အဲ့တော့မေနာမေဒီပြီးတယ်မြူးယူနာမေဒီပဲပြီးတယ်။နော်ညီကို6ယောက်ဆိုပေမဲ့6ယောက်တလုံးကနော်ဒီနာမေတမျိုးတည်းနဲ့ပဲတုံးသွားတာရှိတယ် ဓာတ်ရောက်မလို့အခုခေတ်ကြာမှာနာမည်တွေကိုအမျိုးမျိုးအပုံပုံနော်ဗာဏိတာဗာဏိတာဗာဏိတာသူဗာပြီးရမယ်သူပြီးနာမည်ဟာအရေးကြီးတယ်နာမည်ရောက်ကြီးပွားရင်သူတက်တယ်သူပြီးတော့ပြောနေကြတာပြစ်နိုင်ပါမလားမပြစ်နိုင်ဘူးနော်ဒါကြောင့်မလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဗေဒီရေရာတတ်တင်တိုင်းရအင်းအိုင်ကလေးလက်ပေါ်မန္တန်မိုင်းတရားတွေ ူမြအာကိုတာကြိုက်ကြလားကိုကိုကိုအာကိုတာကြိုက်ကြလားဒါကြောင့်မလို့နော်ဆရာကြီးရဲ့ဗုဒ္ဓဝါဒနော်ထေရဝါဒဆိုတဲ့ဗုဒ္ဓဝါဒမှာဂျိုးတိုင်းပြီးပါသလားပါပါဘုရားဒီရေရာတွေဘုရားဟောသလားပါပါမဟုတ်ဘူးဘုရားဟောတာကကုသိုလ်ကံကုထံပြန်နေတဲ့ ကောင်းတာတွေလုပ်ရင်ကောင်းမှုပြီးမယ်ထိုးတာတွေလုပ်ရင်ထိုးထုတ်ပြီးမယ်နော်ဘဝကကိုပြုခဲ့တဲ့တန်ဒီကြောင့်ကိုယ်တန်ပြန်တဲ့အခါဝိကျွတ်ကိုယ်တန်ဒီပါတတ်တယ်အဲ့တော့ဝိညာဉ်ကံနာတွေဖြစ်တတ်တယ်အဲ့ဒီလိုဖြစ်တဲ့အခါမှာကုသိုလ်နဲ့ပြီးစားရမယ်လို့ပဲမြတ်စွာဘုရားဟောတာဂျူတိုင်းနဲ့တူပြီးပြီးစားရမယ်လို့ဟောလို့လားဟုတ်ပါဘူးဗျာဒါကြောင့်မလို့အခု မာယနာသူတဲ့ဟောဒိဋ္ဌိတွေကနေဝင်ပြီးတော့မြတ်စွာဘုရားလည်းပြိဋိဘံတန်ဟောသူတို့တွေကလည်းဒီအယောင်ထောင်းပြီးတော့သူတို့ကိုကြည်ညိုလေးစားတဲ့နေပါအကြည့်တော့တကာတဲ့သူတို့လည်းယဟန်တွေကိုဝင်ပြီးတော့ရှုပ်ကြတာအဲ့တော့ပသံပြီးပြီးသိတဲ့ခိုင်းတယ်အဲ့တော့သူဗုဒ္ဓဘာသာမှာလည်းနော် အဲ့ဒီအချိန်အခါတွေကလက်သားတာတွေနော်ယဟန်တန်ဃာတွေလက်သားတာတွေရှိခဲ့တယ်။အဲ့တော့ဒိဋ္ဌိတွေခြံသာတာတွေရနေပြီးတော့ပတ်သံပြီးပြီးတော့တိတ်တဲ့ကိုင်းနေအဲ့တော့ပတ်သံရတော့တိတ်အတူတူပြီးတိတ်တဲ့ကြီးနော်တူရင်းတူရင်းနဲ့အမှန်ငါတိတ်တဲ့ကြီးဥပမာပြောရရင်တန်ဃာများကသူပေါင်းပြီးတော့နော်ရုပ်ဘတရတဲ့ပြီးလို့တန်ဃာပြစ်သွားပြီဆိုရင် နော်ဥပမာပြောရရင်တန်ဃာရီကအခါကြီးလူပယူပဲနဲ့ဒိတ်တဲ့ပေးရတာသဘောပေါက်လားပါပါဘုရားဒါပေမဲ့သူတို့လက်ထက်ကြတော့နော်အခါကြီးလူယူရင်းယူရင်းနဲ့ဒါတိတ်တဲ့ဖို့အတွက်လူတယ်သူပြီးပြစ်လာခဲ့တာနော်ဒါကြောင့်မလို့အဲ့ဒီလိုအခါကြီးကိုပေးပြီးတော့တိတ်တိတ်တက်တော့ရဟန်းလည်းပြစ်လည်းပြစ်ကြရောသူလည်းဗုဒ္ဓဘာသာပဲသူပြီးတော့ ယဟန်ကြီးကျင်းကနေသူတကားတကမာတွေပေါ်ပြီးတော့ဗီရိယရိယတက်တင်တရရဲ့ကြီးလှုပ်တော့အဲ့ဒီမှာဟာစားတာတွေထောင်းလေတွေသူပြီးတော့ဘုရားဘာသာအရင်နေတောင်မှသူတို့လိုပဲသူတို့ရှိရနေပြန်ပြီးတွေတွေဟောတာတွေသင်တက်တင်တရရဲ့ကြီးသင်ပြီးတော့ဘုန်းကြီးယဟန်ဒီရဲ့ကြားထဲမှာဒီတွေတွေရေရေတက်တင်တရရဲ့ကြီးဝင်သွားတာပြီးလဲပြီးတော့ဘုရားကြီးတယ်တဲ့ကောနော် သူတို့လူမျိုးတွေကနေပြီးဟန်ဆောင်ဖရာတည်ပြီးတော့အဲ့ဒီဖရာမှာနော်ဓာတ်တော်ငွေတော်အစ်စ်အမှန်မရှိပါပဲနဲ့ရုပ်ွားတော်လေးကကိုလေးအလဲပေါင်းခဲ့ပြီးဖရာကြီးဒေဒီကြီးတဲအဲ့လည်းပြီးတော့ဂျူတိုင်းနေကြဟောအဲ့ဒီဂျူတိုင်းနေရနေဘယ်ဂျူတိုင်းနေရနေဘလို့လုတ်ကြည့်ဘလို့အကျိုးရတဲ့ဒါတွေအဲ့ဒါမျိုးတွေနဲ့ ဗုဒ္ဓဘာသာကိုဖြစ်သေးတာခေရဝါဒပြောက်ွယ်လူကြီးပါဖြစ်ပါတာသဘောပေါက်လားဒါကြောင့်မလို့တကယ်ဗုဒ္ဓဘာသာအစ်စ်အမှန်ခေရဝါဒအစ်စ်အမှန်တန်ဃာတော်ကြီးတွေကဗေဒီရေရာတတ်တင်တိုက်ရိုက်တွေကိုပြစ်ပယ်လိုက်တဲ့အခါမှာနော်အဲတန်ဃာရဲမှာတောင်တိုင်းကြီးပွဲသွားကြတာသဘောပေါက်လားဒါကြောင့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဘယ်အရကရှက်ဖို့ရှက်ဖို့ဥဒုမရဘူးလားအဲ့ဒါဘယ်အရကရှက်ဖို့မှဘယ်အရကသီမီးမှုတော်မှဘယ်အရကကံမှုတော်မှအဘယ်အရကကုသိုလ်ရင်တော့ယောက်ျားကိုထိကြိုက်တယ်အတာသမီးကိုထိကြိုက်တယ်အဲ့တော့ပုပ္ပိတာသူတဲမှာတော့အတင်းငွေတွေရှိလို့အင်္ဂါရှိလို့အဲ့တော့ အောင်မိဘကင်းတဲ့သူကဘယ်ရက်ကလူမှတာသတိတော့မဲလို့ပါသိမဲလို့ဒီကြောက်ပြီးနော်ကံကံရဲ့အကျိုးကိုပြစ်ပယ်ပြီးတော့နော်သူတို့ရဲ့ပုံတိချထားတဲ့တွက်ချက်ထားတဲ့ဒိဋ္ဌိရေရာတွေကိုအမှန်ယူသွားကြတော့မြတ်စွာဘုရားဟောတဲ့ကိုကျုတဲ့ကံကိုတံပြန်နေဆိုတာကြည်လေလားအဲ့ဒါနဲ့တပြေးပြေးပျောက်သွဲပြီးတော့လူတွေခံစားနေရကြီး အဲ့ဒါဝိရိယရယာနဲ့ပဲနောက်ကလိုက်ပြီးကြည်ရေးကြတော့အကုန်လုံးအပေရကုန်တာသဘောပေါက်လားအဲ့ဒီဝိရိယရယာတွေဟောကြားနေတဲ့တန်ဃာတော်တွေလည်းဘယ်ကြကုန်လဲအပေပေကြကုန်ကြတာကောင်းရသူကတိရောက်နိုင်ပါမလားမရောက်နိုင်တော့ဘူးဒါကြောင့်သေးသေးကြကြပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ခင်မုန်းကြီး7ပါးမှာပါတဲ့မိခင်ဖခင်အရင်မိခင်ဖခင်ကနေပြီးတော့နော်ဒီမိဘကိုငွေကြေးပေးတာတဲ့နော်ဖေဘက်ကအဖတိုင်ရာမိဘနှစ်ပါးမေဘက်ကအမိတန်ရာမိဘနှစ်ပါးနောက်တကဖေဘက်ကဟောညီကုံမောင်ညီမနော်သူတွေသူမတွေတို့ပြီးတော့ ပေးကမ်းတည်မြဲတာတွေမတည်ဘူးလားဟောမေဘက်ကဤကူမောင်နှမသူစီသူမတွေသူပေးကမ်းတည်မြဲတာမတည်ဘူးလားအဲ့ဒီလိုမျိုးကိုယ်အပေါ်ကောင်းတဲ့ကြီးသူရှင်တွေကခင်ဗျားကြီးဆယ်ပါးထဲမှာပေးကမ်းတည်မြဲသူသူသူပေါင်းပြီးထည့်ပေးတာဒါသဘောပေါက်လားအဲ့ဒီတော့အဲ့ဓာရီကိုမဟာယနာကဝင်ကျုပ်လိုက်တာ เนาะအခု39မင်းတွေရလဲအဖဆိုင်ရာအမိဆိုင်ရာတွေဖြစ်ကုန်တယ်ဆိုတာတကယ်တော့အဲ့ဒီ39မင်းကသူ့နယ်နဲ့သူ့ပိုင်သူ39မင်းဖြစ်သွားတာကိုယ်နဲ့ဘာမှမဆိုင်ဘူးသဘောပေါက်လားကိုယ်နဲ့ဆိုင်တဲ့အဖဆိုင်ရာအမိဆိုင်ရာဆိုတဲ့ရိုးရာဒီဟာနော်ဖေဘက်ကကိုယ်လုံးသွားပြီးတော့မကြုံမလွတ်ဓာရီ တော့အဲ့တော့ဖေဘက်ကပွေလုံးပြီးတော့ကဲတတုမာရင်နတ်ဘုံမှာတော့ကုသိုလ်အနေပါကြီးလို့ဥပမာကြောင်းလေးဆောက်လူပဲလို့သုံးနေကြွေးတယ်လို့ညပြီးတော့တရတသောကြောင်းတိန်နေနဲ့ဖရာလေးတွေတဲခဲလို့တော့တစ်ဖက်ကအာဟုသူလည်းရှိတော့ရှိတယ်ဒါပေမဲ့ကုသိုလ်တွေနည်းနည်းများတော့အပယ်လေးဘုံမကြာပဲနဲ့ဥပုံတဲ့တစ်ဆင်းကြီးနဲ့စတုမာရိနတ်ဘုံကိုရောက်သွားကြတယ် အဲ့ဒီလိုရောက်သွားကြတော့အဲ့ဒီကိုယ့်ရဲ့သွေးမျိုးတွေဟာနော်ကိုယ်နဲ့ပတ်သက်တဲ့လူပုံလောကတုန်းကသူတို့ထောက်ခဲ့တဲ့အေးနော်ဟောသူတို့နေတိုင်းခဲ့တဲ့ခြံနေမှာအစွဲပြုပြီးတော့ဒီပြည်ပြည်နေရာမှာတို့တော့သွားမနေတော့ဘူးသတုမာတဲ့နတ်ဘုံဖြည့်သိအတွက်တို့သာသမီတွေကြီးတွေမြစ်တဲ့နေတဲ့ခြံထဲမှာပဲနေမယ်ဆိုတော့ခြံကောင်းနဲ့ပြစ်သွားတယ် ။တသိန်းကပြစ်တာလားကိုယ်သူမျိုးတွေကပြစ်တာလား။ကဲအိမ်ကိုတွဲပြီးပြီးတော့ဒီပြည်နေရမသွားတော့ဘူး။ဒုမိသားစုတို့ရဲ့သားသမီးတွေမြစ်တီမြီးတွေပြစ်တီနေတဲ့အိမ်ကိုပဲတို့ကိုယ်တိုင်ထောက်ပြီးတို့ဆွေးနေတာနဲ့ထောက်တဲ့အိမ်မှာပဲတို့หนีတော့မယ်ဆိုတော့ဘာဖြစ်သွားလဲအိမ်ကောင်းနဲ့ပြစ်သွားတယ်။တသိန်းတည်းကအိမ်ကောင်းနဲ့ပြစ်တာလားသူတို့တွေကအိမ်ကောင်းနဲ့ပြစ်တာလား ဲ့တော့ဟိုမင်းမဟာပီရိကြီးကလာပြီးတောင်းလျှောက်တာလားကိုအမျိုးကကိုပြန်တောင်းလျှောက်တာလားသဘောပေါက်လားအခုနတ်ကတော်ကြီးဟောသလိုမင်းမဟာပီရိဘုံဘုံလိုက်ကြည့်တာဘုံဘုံကိုယ်တိုင်နော်ပထမတရဏဂုံ7400ကို32ကြိမ်အပြည့်မှာအကုန်မြင်ရတာမြင်တော့နောက်ဆုံးပြောရင် ကိုနေထိုင်ခဲ့တဲ့အိမ်ရဲ့အိမ်ဆောင်နဲ့တော့ဘုံဘုံပြန်ကြည့်တာပြန်ကြည့်ပြီးတော့မေးလိုက်တော့သူစက်မျိုးသက်တွေပဲပြည်နော်ဟောနောက်တကသူများအိမ်ကြီးကြည့်ပြန်တော့လေမင်းမဟာကီလီနဲ့တူတဲ့ဟာတကောက်ကောင်းမှမတူဘူးတော့ခေါ်မေးလိုက်တော့သူတို့ရဲ့သူမျိုးအဘိုးအဘွားနော်အဘိုးအိမ်ခေါ်မေးလိုက်တော့ အဘူးအဘွားခရီးဘက်ကအဘူးအဘွားမိကြီးဘက်ကအဘူးအဘွားတချို့ဆိုရင်နော်အိမ်တော်ပြသွားရင်ယောက်ျားလေးပဲလိုက်နေတာမရှိဘူးလားယောက်ျားလေးပဲလိုက်နေရင်ယောက်ျားလေးဘက်ကအဘူးအဘွားကဦးတည်ပြီးသူတို့ရွေးမွေးတဲ့သူတို့လက်အောက်ခံပြတော့သူတို့ပဲဟုတ်လားထောက်ထားတဲ့အိမ်မှာထားတော့သူတို့အိမ်ကောင်းတဲ့ဖြစ်တယ်မိကြီးဘက်ကအဘူးအဘွားမှာတချို့နော်ဟောဖေကြီးဘက်က ชุเจดองไม่เบิกอีติตองเดาดาดอไอ้นี่ไม่เบิกอีมาตั้วนี่ญาติไม่ชีฮู้ล่ะไอ้หลอกไม่เบิกก็อะผู้อะควายญาติอีซองน่ะปิดตั้วจาดาไอ้หลอกมีไหลไหลมีไหลไหลไอ้นี่หลูเยเวปิดดอถ้าซุยิงตรุดิอีซองน่ะตั้วบาสุเมมากีรีสุปูญาดาดิอะห่าเนี่ยปู่ๆ လက်ကတော့လိုင်းလို့လိုက်ပြန်တော့နော်နောက်ကနေလိုက်ပြီးသူတို့မေမာကီရီပူပြီးလို့ကြီးလိုက်တော့မေမာကီရီပူတာလည်းမဟုတ်ပဲနဲ့သူတို့ဆရာသူပြီးတင်ကြတယ်ဟိုအစီတရေတင်ပေါ်ပြည်တာရီယာနေနှမ်းချောင်းပြီးတင်ကြတာရီယာနေဝင်ဘူးပြီးတော့မေးလည်းမေးလိုက်တော့မင်းဘယ်လိုလဲဆိုတော့မေးမပီးလို့ပြောတာအဲ့ဒါမှဘုံဘုံက တိတိကြကြတန်းစစ်တော်အပြီတင်တို့ဒီလို့နတ်အနွယ်ဝင်ဖြစ်ပါကြသားနဲ့ဘာဖြစ်လို့ဒိလေခြင်းရတာလဲအခုကျုပ်ကိုယ်တိုင်တင်တို့ကိုမြင်းနေရတယ်တင်တို့မင်းမာကီရီလည်းမဟုတ်ဘူးဟမ်မင်းမာကီရီဆိုလို့ချင်းမောင်တိတ်တယ်ပြရမယ်အဲ့တော့တင်တို့နာမည်မောင်တိတ်တယ်လည်းမဟုတ်ဘူး တော့ဘယ်သူတေလို့ဘယ်ရနေလိုက်လာတာလဲဆိုတော့မှတောင်ပြုံးမှာနေပြီးတောင်ပြုံးရွာသားဒီပါမကြည့်လို့လို့သူတို့ကလာခေါ်တော့လိုက်ရတာပေါ့တဲ့ကောင်းဆိုအနေနဲ့သဘောပါပါအဲ့အဲ့ဒါဒီလဲတီရောဘုံမုံလဲတပြေးပြေးနဲ့ဓာတုတီမကောင်းနဲ့နေကြတဲ့လောကကြီးကိုဘယ်လိုပွေပြောက်မလဲဆိုတော့ဘုရားဘာသာနဲ့ဟုတ်လား ာယတန်ရှင်ဒီကတန်ဖိုးတည်ပြီးနောက်ဆုံးမှပြန်မှာဓာကြီးဒီအမှန်သိပြီးနောက်ကလျှောက်လိုက်နေရင်ဓာတ်မလွယ်ဘူးလားဘုရားပြစ်စီကျင်နာကအဖဆိုင်ညာကျေသူခြင်းအမိဆိုင်ညာကျေသူခြင်းဆိုတာကိုကျေသူမဆိုင်ရဘူးလားဆိုင်ရပါဘူးဘုရားကကျေသူဆက်စီကျင်နာတပိကိုနေတဲ့အိမ်ဟာဖေဘက်ကနော်အဖိုးအပွားတွေရာထောက်ထဲလို့ပူနေရတာလား ဘေးဘက်ကအဖိုးအပွားတွေထောက်တဲ့လူနေရတာကအကျိုးဘေးဘက်ကအဖိုးအပွားတွေထောက်လို့နေရတာဆိုရင်ဘေးဘက်ကအဖိုးအပွားတွေဟာမကျွတ်လို့လို့အိမ်ကျွဲလို့သူတို့ဆွေးနေတာနဲ့အိမ်ကျွဲပြီးတော့အိမ်မှာလာတော့နေရင်ကဲအိမ်တော့နဲ့ဟာမအိမ်ဘက်ကအကြောက်အကြောက်ပြစ်မှာပေါ့သဘောပေါက်လား အဲ့ဒီအခါကျအိမ်ကောင်းတတ်သူယေရှုဆိုင်ခြင်းရောကုသိုလ်တွေပြုပြီးတော့အမြတ်မဝရဘူးလားတဘောပေါက်လားတကယ်တမ်းဆိုလို့ရှိရင်ဘုရားဒေလေးသားကနဲ့အိမ်ဥစ္စာမှာထားရတဲ့အသည့်အခါပဲရှိပါတယ်နော်ဒါပေမဲ့မာယရဏတွေရဲ့နှိမ့်ဆက်မှုတည်ပြမှုတွေကနောက်ဆုံးဥသိပြသွားတာအိမ်ကောင်းတဲ့ နော်အဖဆိုင်ရာဆိုတော့ဖေဒီပါဏတော်လေအိမ်ဥဏအိမ်ဥဏဆိုတော့အချီကံနော်ဖေဒီအိမ်တွင်နာဒါကြောင့်အိမ်တွင်ကံအလေပေါန်နိုင်ရနေအိမ်အိမ်တွင်သူပြီးတတ်မှတ်လိုက်အဲ့ဒီတော့တစ်ပတ်စလုံးကိုအုပ်ချုပ်ဖို့အတွက်အိမ်ကောင်းတဲ့ကဘယ်ရမည်နေရလဲအဲအိမ်ခေါင်တိုင်ရနေနေရတာဒါကသဘာဝပဲ ါပေမဲ့ဟောသူတို့ရဲ့အယူဝါဒတွေလွဲမသွားတော့နော်အုံသီးတွေပြည့်သွားဗာပြည့်သွားနေနော်အဲ့တော့ကိုယ်ရဲ့အဖွားဆိုင်ရာကျေးဇူးရှင်နေအမိဆိုင်ရာကျေးဇူးရှင်နေကိုကျေးဇူးဆိုင်ခြင်းရယ်တရဏဂုံကြီးပြီးအမြောက်ကြီးလို့မရဘူးလားသဘောပေါက်လားမှန်ပါပါဘုရားညပြီးတော့ကိုယ် အိမ်တိုင်းအိမ်တိုင်းမှာဘုရားကျောင်းတော်မရှိဘူးလားအဲ့ဒီဘုရားကျောင်းတော်မှာမြတ်စွာဘုရားရှင်ကိုနော်ဟောကိုဒီတိုင်းသမင်းသားတဲ့လို့မြတ်စွာဘုရားကလည်းနော်တပွဲစာဥပမာဆိုရင်ပကံနဲ့ကြားအပြည့်ဘေးကလိုက်ပွဲလေးနဲ့နော်ဆုံးလူကြီးဟောလိုက်ပွဲလေးကထဲ့ပါသူနော်လိုက်ပွဲသလုံးလေးနဲ့ပြီးတော့ဟင်းလေးနဲ့နော်နှစ်ပီကောက်တော်ကြီးလေးနဲ့အကယ်၍ ိုတောင်ဂျီနူးကျန်းသူရေဂျီနူးကျန်းလေးနဲ့ဆက်ကတူကြရင်မကောင်းဘူးလားအဲ့ဒီလိုတူတမ်းပြီးရေအိမ်ကောင်းတတ်ဖြစ်တဲ့ဒီအိမ်ကြီးမှာကိုကအခန်းသားပြည့်နေရတာကိုပဲဆံပါလားမပါတော့အဲဒီအိမ်ကိုဆောက်ခဲ့တဲ့ဥပမာဖေဘက်ကထောက်ခဲ့တာဆိုဖေဘက်ကအိမ်ကောင်းနဲ့အဘိုးအဘွားမေဘက်ကထောက်ခဲ့တာဆိုမေဘက်ကအိမ်ကောင်းနဲ့အဘိုးအဘွားကိုအမြအမြသူဝေးရေ ဲကျေးဇူးချရာမရောက်ဘူးလားမှန်ပါဘူးဗျာသဘောပေါက်လား